အောင်မြင်မှုတို့တိုးတက်ကြီးပွားချမ်းသာမှုတို့ဆိုတာကအောင်မြင်မှုတွေကြီးပွားတိုးတက်ချမ်းသာခြင်းတွေကို လိုက်မရှာနိုင်တော့အောင် အလုရှုပ်နေတဲ့သူမအားနေတဲ့သူတွေစီကိုပဲ လာပါတယ်ဒီတော့ကျွန်တော်တို့ကမအားအောင်နေဖို့လိုတယ်အလုရှုပ်နေဖို့လိုပါတယ်အဲ့တော့ဒီနေ့ငါဘာတွေကိုလုတ်မလဲဒီနေ့ငါဘာတွေကိုမလုတ်တော့ဘူးလဲเนาะတည်တည်ချာချာဆုံးဖြတ်ပြီးတော့မှ လုတ်မယ်ဆိုတဲ့အရာတွေကိုလုတ်ဖို့လိုတယ်မလုတ်ဘူးဆိုတဲ့အရာကိုဒီကိုမလုတ်ဖို့လိုပါတယ်ဒါမှသာလျှင်ကျွန်တော်တို့ကဘဝမှာအောင်မြင်မှုတွေကြီးပွားထုတ်တဲ့ချမ်းသာမှုတွေကိုကျွန်တော်တို့ရပါလိမ့်မယ်အဲ့လိုမျိုးပဲနေငါလမ်းတွေပျောက်နေတယ်ဘာတွေလုတ်အောင်မသိဘူးဆိုပြီးတော့မှနေနေမယ်ဆိုလို့ရှိရင်တော့အောင်မြင်မှုတိုးတက်ကြီးပွားချမ်းသာမှုတွေကျွန်တော်တို့ရမှာမဟုတ်ပါဘူးအဲ့တော့မအားအောင် နေပါအဲ့တော့ကိုလုံမဲ့အရာတွေကကိုရဲ့ရီမန်းချက်ပန်းနိုင်တွေကိုရောက်စေသလားကိုရဲ့ရီမန်းချက်ပန်းနိုင်တွေနဲ့ပို့ပြီးတော့မှနီးကပ်စေသလားဆိုတာကိုလည်းရှာဖွေဖော်ထုတ်ဖို့လိုပါတယ်ကျေးဇူးများတင်ပါ